ကိုကြီးတဲ့တခြားသင်းစင်းနေမရှိဘူးလားအောင်မကျုပ်ကိုများရာရာဆဆအဲ့လိုပြောပြီး အစရော်တေးကဒေါသထွက်သွားပြီးတော့ငပိန်တို့တိုက်ခိုက်ဖို့ပြင်တော့တာဟမ်ဘာလို့တိုက်ခိုက်တာလဲဟိတ်ဟိတ်မလို့ရအောင်လေအဲ့လိုနဲ့ငပိန်နဲ့တုတ်ပေါ်လေအခန်းထဲမှာပတ်ကြီးနေခင်တော်ရီ မန်းရွာနေမလန်မကန်းမှရှိတဲ့ရွာတရွာမှာလူသားတွေလာရောက်လေပတ်ဖို့အတွက်တရေအိမ်ကြီးဖွင့်လှစ်ထားတယ်ဆိုတဲ့သတင်းကတရေဖဲရလာကြိုက်တဲ့ဖိုးထုတို့အဖွဲ့ရဲ့နားရီကိုရောက်သွားခဲ့တာပါ။ကဲဒီဇလန်းမှာဖိုးထုတို့အဖွဲ့ကတရေအိမ်ကြီးကိုသွားပြီးတော့တရေဖမ်းမလား။ဒါမှမဟုတ်တရေကပြန်မှန်းမလားဆိုတာအမားနဲ့အတူကြည့်လိုက်ရအောင်နော်။ ငပိန်တယောက်အလောတကြီးနဲ့ပြေးလာရင်နဲ့လူစုံနေရဲ့ဖိုးထရွက်အိမ်ကိုရောက်ချလာခဲ့တယ်။ကပြစ်ပေါ်မှာမုတ်ထိုင်စားနေတဲ့တုတ်ပေါ်ကဟာငပိန်အလော30နေပါလားဘာဖြစ်လာလဲမင်းအတွက်မုံမတန်မှဆိုလို့ပြေးလာခဲ့တာလားဟာငပိန်ကသူ့နာရောက်မှအမောဖြစ်လိုက်ပြီးတော့စကားဆလိုက်တယ်။မဟုတ်ဘူးကွာငါမင်းတို့သတင်းထုတ်လာပြောပြတယ်။နေစစ်နေရလို့လားမဟုတ်ဘူးကွာဒါဆိုစောင်းဝဲကြလို့လား အဲ့ဒါဆိုငပိန်တယောက်တော့ဆီယမိုက်ဟိတ်တာခံရတော့မဟိအာမင်းတို့ကလေတယောက်တပေါင်းနဲ့ဘာတွေပြောနေကြမှန်းမသိဘူးအရေးတဲမှာငါရိုက်ခံလို့ပျော်မေ့သူဟာရှိသေးတယ်အေးလူအာတော့မကောင်းပါဘူးတပေါင်းငါလည်းနေနဲ့တူတူပျော်ပေးမယ်လေအော်ဒီကောင်နေတော့အချင်းကိုမကောင်းကြဘူးမင်းကိုနောက်နေရပါငပိန်ကဒါနဲ့သတင်းတို့ကဘာများလဲဒီလိုကတို့ရတယ်မလန်မကန့်မှရှိရဲ့တရာကုန်းရွာမှာ ဝင်ရောက်လဲပတ်လို့ရတဲ့တရဲအင်ကြီးတိန်ဖွင့်သားပြီတဲ့ဟာဟမ်တကယ်လားနေပါဦးမင်းကဘလို့သိလားလေငါကသတင်းဆောင်နေသူလီကွာမေ့နေပလားစုံမှာပေါ့ရွာရိုးကိုပေါ့ရှောက်သွားနေတယ်ဟောင်းအဲ့ရောတရဲအင်ကကြောက်ဖို့ကောင်းလားကြောက်ဖို့ကောင်းမကောင်းတော့မသိဘူးအဲ့ဒီတရဲအင်ကိုဖွင့်ထားတာတရဲစစ်ပဲတဲ့ဟာဟာမိုက်လာကြည်လားငါတော့ဒီဒီချက်နေနေအဲ့ဒီတရဲအင်ကိုအရန်ကိုစိတ်ဝင်စားနေပြီဟေ့ ဒါဆိုတရေစိအဖွဲ့နာနေတရေရီဆိုအိမ်ကြီးထဲမှာရှိနေတဲ့တရေတွေလဲအရန်ကိုကြောက်ဖို့ကောင်းမှာပဲနော်အဲ့ဒါတော့ငါလည်းဘဲသိပါမလဲသွားကြည့်မှသိမှာပေါ့ငါတော့မလိုက်ဘူးနော်တရေရီနေပါနေငါစိတ်ဝင်စားငါမဟုတ်ပဲစိတ်ဝင်စားတာအော်မဟုတ်ဆိုလို့ငါခုမှတတိယတယ်အဲ့ဒီတရေရီနေမှာဟေးချက်တော်တဲ့တရေတယောက်လည်းရှိတယ်ဆိုပဲ तू ဟင်းနေကိုရှယ်ချက်ကျူးလာရယ်နော်ဟာဝါလိုက်မယ်လိုက်မယ်လိုက်မယ် မလီတုပ်ဘောတို့မြန်အပြောင်းနဲ့တိတ်မြန်တာပဲနော်ဒါဘောဟာငါအစားပိုင်နေရာအောင်လိုက်တယ်ကဲပါအဲ့လိုဆိုအကောင်လုံးလေးလိုက်ကြမယ်ဆိုတော့တို့ရီမနဲ့ပြန်မေးအဲ့ဒီရွာတရေရင်ကိုသွားလဲပဲကြမလားโอเคလေးသွားကြတာပေါ့ဟေးဟေးဒါနေတခုရှိသေးတယ်အဲ့ဒီအိမ်ကြီးတဲ့ကိုငွေကြီးက9000နော်ဟင်9000နော်တော်ပြီမသွားတော့ဘူး9000လားမရပါဘူး ်အကုန်လုံးအတွက်ပေးလိုက်မယ်ဝါဖိုးတူကဘောစီနေမရှိပါဘူးကငါမို့ဖိုးတွေကစုထားရလေရှိလို့ပါနောက်နေ့ရောက်တော့ဖိုးတူတို့၃ယောက်သားကစပိန်နှစီနဲ့ထွက်လာခဲ့ကြတယ်ငါတော့လေတရဲအိမ်ကြီးရဲ့ဝင်ရမအောင်ခုရီယာတွေးပြီးတော့ရှေးကုန်နေပြီဟေ့ငပိန်နောက်ကနေလိုက်စီနေတဲ့တုတ်ဘောကငါတော့ ဟေးချက်တော်တဲ့တရေချက်ကြီးမဟင်းလေးကိုမျောလင့်နေပြီဟေးအေးပါမင်းမဲပြောနေငါတော့လေမင်းဝိတ်ကြီးကိုတင်ပြီးစပိန်နင်းနေရလို့မပြောနိုင်ဘူးဟေးမပြောနိုင်မင်းကလို့ပြောမှဆိုလို့ငါမနေ့ကထမင်းလျှော့စားလာပါတယ်ဟာထမင်းလျှော့စားလာတယ်ငါတွေ့ရတော့မင်းဇလုံးကြီးနဲ့စားနေရပါအေးလေအဲ့ဇလုံးတလုံးပဲစားခဲ့တာအမလေးတော်သေးရဘောတုတ်ဘောရေဇလုံးတလုံးပဲစားလာလို့ဇလုံးနှလုံးသားဆိုငါရှာထွက်တော့မှာ ငပိတ်ပြောကြောင်းပို့သူတို့တောင်းရောက်တာတာဟာနဲ့ရှိဝဲကြကုန်ကြတယ်ဟာတို့ရှာနေရင်တရေရင်ကြီးကဟိုမှာပဲဝါတရေရင်ကြီးကအပြင်ဘက်ကကြည့်အောင်နေတယ်ဟိုတတော်ကိုကြောက်ဖို့ကောင်းနေပြီအထက်ရောက်ရင်နေပြောသွားမှာပါငါအာမခံနေအမေ မသိရင် तू ကပဲအရင်ရှောက်ဘူးသလိုနဲ့ခုပဲဝင်တော့မှလေ အဲ့ဒါမျိုးအာမခံပြီးတော့ပျော့ပြနေတာကဲပါဒုစပိနေဒီနားမဲထားခဲ့ပြီးတော့ဝင်ကြတာပေါ့အဲ့နောက်တော့ပို့ထုလို့လေတရဲအိမ်ဘဝနောင်သွားလိုက်ကြတယ်တရဲအိမ်ဘဝမှာရက်ဆောင်နေတဲ့တရဲကအကုန်လေးရောက်လာဟုတ်ပါတယ်အဲ့ဒါဆိုနှစ်တောင်းကြပါတယ်ဟုတ်ကဲ့ပါအဲ့လိုပြောပြီးပို့ထုဟာငွေကျပ်နှစ်တောင်းကိုတရဲတီကိုပေးလိုက်တယ်ဟမ်ဒီရှင်းမှာထောင်ထားတဲ့စိုင်းမုကဘာလို့ပြောချင်တာလဲ ။တရေပေါင်းချုပ်အင်ကြီးမှကြိုဆိုပါ၏။ဝေကြီးတယောက်9000ကျပ်။မှတ်ချက်ဝေမီး ပြန်မထွက်လာနိုင်တောင်းဝန်မယူပါ။ဟုတ်သားပဲ။9000ကြီးပေးထားတာကိုဘာလို့တောင်းဝန်ယူမှုမရှိရလဲ။အဲ့ဟာတရေအိမ်ထဲဝင်ပြီးစီကန်းချက်တိုင်းမလိုက်နာနိုင်တဲ့သူမှသာပြန်မထွက်လာနိုင်တာပါ။စီကန်းချက်ကိုလိုက်နာရင်တော့ကိစ္စမရှိပါဘူး။ဟုတ်ပြီလေ။အဲ့လိုဆိုတရေအိမ်ထဲဝင်တာပိုအသက်ဝင်သွားတာပေါ့။မဟုတ်သေးဘူးနော်။တို့တွေမဝင်မဲနဲ့ပြန်ကြတော့မလား။ အန်နေများလောက်မယ်တင်နေတို့ရေအောင်ဖိုးထုအဖွဲပါကွာလာစမ်းပါကွာအိမ်နောက်တော့အကုန်လုံးကတရေပေါင်းချုပ်အင်ဂျင်လေးကိုဝင်သွားကြတော့တယ်တရေအိမ်လေးကိုရောက်မှာအကုန်လုံးကအံ့ဩသွားခဲ့ကြတာဟမ်တရေအိမ်ဆိုတော့အထင်းမှလည်းမှောင်နေမယ်ထင်တာပုံမှန်အိမ်လိုပါပဲလားဟုတ်တာပဲဒါပေမဲ့အခန်းကြီးအများကြီးရှိနေရင်နော်ဘယ်ခန်းနဲ့ဝင်ရှင်ဝင်ကြမလဲ ။အော်အခန်းရဲ့တကားပေါ်မှာစာကတ်ထားတာပဲ။ဒီအခန်းကတည့်ရဆရာမာတဲ့။ဟိုဘက်အခန်းကအစောတော်တည်။ဟိုနောက်တစ်ခန်းကဟင်းချက်တော်တည်တဲ့။ဟိုမင်းတို့ဘယ်ခန်းနဲ့ကိုအရင်ဝင်ကြမလဲ။ငါတို့တည့်ရဆရာမာအခန်းနဲ့ကိုမဝင်ဘူးနော်။တော်ကြာစာသင်နေပြင်စာလုံးနေရပြန်အောင်မ။တော်ဘောတို့များစာဟုတ်တော်တော်ချစ်တာပဲနော်။ဘို့တို့နေဘယ်ခန်းနဲ့ကိုအရင်ဝင်ပါလိ။တရေဆီယာမခန်းနဲ့ကိုအရင်ဝင်ကြတာပေါ့။ဒါဆို ထိုဘောနိုင်ငပိညို့နှစ်ယောက်ရောဘဲခန်းထဲကိုအရင်ဝင်ကြမှာလေငါတော့အစတော်တရေခန်းထဲကိုအရင်ဝင်မှာဟာဒါဆိုငါတယောက်တည်းဟေးချက်တော်တွေတရေခန်းထဲဝင်ရမလားအေးလေအဲ့လိုပဲဝင်ကြတာပေါ့ဟာတော်ပြီကွာငါတယောက်တည်းမဝင်ရဲဘူးအဲ့ဒါဆိုရင်ငါလောက်ကလိုက်ခဲ့လေပြီးမှဟေးချက်တော်တွေတရေခန်းထဲကိုပြန်ဝင်ကြတာပေါ့အဲ့ဒါဆိုရင်ပြီးရောအဲ့နောက်တော့ဖိုးထူးနဲ့မိဝိုင်းက တရဲဆရာများအခန်းထဲကိုဝင်သွားလိုက်ပြီးငပိန်နဲ့တို့ဘောကတော့အစွန်တော်တရဲအခန်းထဲကိုဝင်သွားခဲ့ကြတာပါအခန်းထဲကိုဝင်လိုက်တယ်ဆိုရင်မင်းစာသင်ခန်းထဲရောက်သွားတယ်လို့ခန့်စားရမှာပါအခန်းထဲမှာတည့်ရနေတဲ့တရဲဆရာမကကဲကလေးတို့ရေမင်္ဂလာပါဆရာမစာသင်ခန်းထဲကနေကြိုဆိုပါတယ်ဟုတ်ကဲ့ပါဆရာမကဲတားတို့သမီးတို့ထိုင်ကုန်ပါထိုင်ကြမယ်ဟုတ်ကဲ့ပါဆရာမ အဲ့လိုပြောပြီးနှစ်ယောက်သားကထိုင်ကုန်မှဝင်တိုင်းလိုက်ကြတယ်။ဒူပေါ်ပြောတဲ့အတိုင်းဒူနှစ်ယောက်ဆလာတင်နေရတာပဲ။ဟုတ်ပါကွာ။ဒါနဲ့ဒီခဲရဲ့ပုံစံဒူစာတင်ငန်းလိုပဲနော်။ပေါင်လဲမမောင်။ဟုတ်ပါဟုတ်ပါ။မမောင်နေလို့လေငါသိမကြောက်တာ။မိမိုင်းအဲ့လိုပြောနေတော့ဆီယာမကသူ့ရုပ်ရှိကိုရုပ်ရည်ရဲ့ရောက်လာခဲ့ပြီးတော့တူ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 နဲ့ဘာဒီပြောနေကြလဲ။စောက်ထုတ်စသည်မယ်။ဟုတ်ဟုတ်ကဲ့ပါဆီယာမ။ ဘာဒါမဲ့စောင်းတော့ပါမလောင်ရှေ့ဘာစောင်းပါမလောင်ဟုတ်လားကျောင်းလာတော့စောင်းကပါလို့ယူမလားလေဟိုဒါတော့တရေအိမ်ကိုလာလေကြတာမို့စောင်းပါမလာတာပါဟာအိမ်နောက်တော့တရေဆရာမစိတ်တို့သွားခဲ့ပြီစာသင်ခန်းထဲမှာဝိုင်းကြည့်ပပတ်လှည့်ပြနေကြတော်တယ်ဖို့သူအချိန်နေမကောင်းတော့နေတူတယ်စောနာအပြင်းရတဲ့ပြောလိုက်တာမှတ်မိလားဟာစီကန်းချက်အတိုင်းလိုက်နိုင်အဆင်ပြေတယ်ဆိုရလားဟုတ်တယ်ဖို့သူရဲ့ ဒါဆိုတို့တွေစားလိုက်လို့ရင်အစီမေသွားမယ်ချင်းနေအဲ့ဒါနဲ့ပိုးတို့တို့လေဇွဲကုံထဲမှာရှိနေတဲ့စောင်းကိုပြလိုက်တယ်ဆ ्याम မသားတို့စောင်းပါလာတယ်ဆ ्याम မအဲ့ဒီချိန်မှာပဲနှဲ့နေရရက်သွားခဲ့ပြီးတော့အော်ဟဲ့လားသားတို့သမီးတို့ကလိမာလိုက်တာအဲ့လိုဆိုရင်စားစားတင်ကြမယ်နော်ဟမ်အဲ့လိုနဲ့ပိုးတို့တို့လေတရေဆ ्याम မနေတွေ့ပြီးတော့စားတင်နေရတယ် တစ်ဖက်မှာတော့ငပိန်တို့နေရောက်ကအစရောတရဲခန်းထဲကိုဝင်လာတယ်ဆိုရင်ပဲအဲကန်းရှိမှဂီတာကင်ပြီးထိုက်နေတဲ့အစရောတရဲကိုမြင်လိုက်ရတာပါကြောက်လာကြမလားအော်ဟုတ်ဟုတ်ကဲ့ဒါဆိုလားလေထိုင်ကုန်မှာထိုင်ကြအောင်တုပ်ပေါ်နေငပိန်လေးထိုင်ကုန်မှာကြောက်ကြောက်လေးဝင်ထိုင်လိုက်ကြည်ဟိုဒီကဆိုတော့တရဲကိုတွေ့ရတာဝမ်းသာပါတယ်ကြောက်လေဝမ်းသာပါတယ်ကဲစလိုက်ကြစို့အဲ့လိုပြောပြီးတော့ အစရော်သေးကဂီတာစတီးတယ်။အစရော်သေးရဲ့ဂီတာစတီးတော့ဂပိန်တို့လေခေါင်းလေးလုံနေခဲ့ကြတာပါ။လော်လော်လေကိုလော်မြစ်ကိုစံတက်မြီလော်ကြ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 မြစ်ကိုစံတက်မြီကဲလိုက်စုံမယ်။လော်လော်လေကိုလော်ဟာမစိုးချင်ပါဘူး။အစရော်သေးဆိုပြီးတော့ခလေးရွာကြီးလာစုခိုင်းနေတာ။ဟုတ်တယ်ဗျ။ကိုကြီးတဲ့ တခြားသိစင်းနေမရှိဘူးလားအောင်မာကြုတ်ကိုမြန်ရရဆဆအဲ့လိုပြောပြီးအစရော်တေးကဒေါသထွက်သွားပြီးတော့ငပိန်တို့ကိုတိုက်ခိုက်ဖို့ပြင်တော့တာဟမ်ဘာလို့တိုက်ခိုက်တာလဲဟိတ်ဟိတ်မလို့ရအောင်လေအဲ့လိုနဲ့ငပိန်နဲ့တုတ်ပေါ်လေအခန်းထဲမှာပက်ပြင်းနေခင်တော်ရီအစရော်တေးခန်းထဲကို ငပိနဲ့တို့ကခန်းနေပတ်ပြီးနေအောင်ညီလိုက်ရတော့မှာဟုတ်တူသူတို့နှစ်ယောက်နဲ့အစတော်တင်ရဘာလို့နေကြရလဲဟိုအစင်းပြေးနဲ့ကစားနေရလားအင်းတော့ဘာလို့ပတ်ပြီးနေကြရလဲမသိဘူးဟုတ်တူဒုနှစ်ယောက်ကိုကဲပါအောင်သူစိုခိုင်းတဲ့ကပြောင်မစိုးလို့ဆိုပြီးဒုနှစ်ယောက်ကိုတိုက်ခတ်ဖို့လုပ်နေလားအော်သူတို့နှစ်ယောက်ကဟိုစည်းကမ်းချက်ကိုမသိသေးတာပဲဟုတ်တယ်ဟာဟဲ့အောင်နေသူစိုခိုင်းတာမငင်းမဲဆိုလိုက်အဲ့လိုဆိုရင်အစင်းပြေးသွားလိမ့်မှာအဲ့နောက်တော့ ဖို့ထုတို့လေးယောက်သာထိုင်ကုန်မှတိုင်ပြီးအစိုးရတရေဆိုပြတဲ့ကြားကိုလိုက်စုလိုက်ရတော့တယ်။အင်းချက်တော်ရဲ့တရေခန်းနှင်းကိုတော့ဖို့ထုတို့လေးယောက်တော့ဝင်လာခဲ့ကြတာပါ။အခန်းထဲဝင်လိုက်တဲ့ဆိုရင်ပဲဟင်းချက်တော်ရဲ့တရေကကဲကလေးရီဘာစားကြလဲ။အရှိဘာချက်ပေးရမလဲ။တားအလူကြော်စားမေး။တားငပြောမစားမ။သမီးကရှမ်းကောက်ဆယ်စားမေး။ တားရရေကင်းဖို့စားမရမရမေအကုန်လုံးပေးမေထိုင်ကုန်မှာထိုင်ကြအောင်အဲ့နောက်တော့ဟိချက်တော်ရီဒီကမိဖို့မှာစတဲ့အလုံးရှုပ်နေရော်ဒီဝါအနက်လေးကမှွေးနေရပြီဘိုက်တောင်စားလာပြီဟုတ်ပါရဲ့စာတင်လာတာကိုထပ်ပြီးကြားဒီပါရွှတ်လိုက်ရလို့ငါလေးလေးဘိုက်ရောင်းကိုစနေပြီဟာဟုတ်ပါနော်ဒီတရေရင်လာတာပျော်ဖို့တော့ကောင်းတာပဲဟုတ်တယ်ဟာငါနဲ့တို့ဘောလေးစီကန်းချက်ကိုမိပြီးပတ်ပြေးလိုက်ရတော့ အမောကိုစွတ်သွားတာပဲအဲ့ဒီအချိန်မှာပဲသူတို့ရှေ့ကိုသူတို့မှဒါရီဟင်းမွေတွေရောက်လာခဲ့တော့တာပါဂျေးအလူကြောင့်စားမယ်ဟိအဲ့လိုပြောပြီးတော့ကောက်စားလိုက်တော့တယ်ဟမ်အလူလည်းမဟုတ်ဘူးဘုံလောက်ဖြူကြီးပါလားမြေဝိုင်းကလည်းသူစောင်းမိခေါက်ဆဲကိုတိတ်ချာကြည့်လိုက်ခြင်းခေါက်ဆဲမက်တီကဘုံလောက်ဖြူကြီးဖြစ်နေခဲ့တာပါဟမ်ငါခေါက်ဆဲကလည်းခေါက်ဆဲမဟုတ်ဘူးသိလားဘုံလောက်ဖြူကြီး ငပြောပေါင်းလေးတူတူပဲမုံလာဦးပေါင်းနေဟုတ်တယ်ဟာငါကလည်းမုံလာဦးပြူရေခဲမုတ်ကြီးဘလို့လို့မလဲငါတော့မစားနိုင်ဘူးမစားလို့မရဘူးဟာဟိုမှာကြည်နေတာတွေ့လားမစားရင်တို့တွေအပြင်ကိုပြန်ထွက်နိုင်မှာမဟုတ်ဘူးနော်ဟုတ်တယ်ဟာတိကျံပြီးတော့စားကြတာပေါ့အဲနောက်တော့ပိုးတူတို့လေးရောက်သွားလေအောင်ကြီးတိကျံပြီးစားနေရင်လေဇလန်းလေးလေးပြီးဆုံးသွားခဲ့တော့တယ်